ြီးခဲ့တဲ့ပိုင်းမှာတော့ကိုလံမှာတိုက်ခိုက်ခဲ့ကြတဲ့ဒုစရိုက်9ပါးတွေကဒဏ်ရာတွေရခဲ့ကြပြီးအဲဒီအချိန်ကမ်မလော့ရဲ့ရဲတိုက်ထဲမှာမယ်လီယိုဒက်စ်ကိုပြန်ခေါ်ဖို့အတွက်ဇေဒရစ်ကိုနှဆိုးဘီရင်ကမိန်ပေးနေပါတယ်အဖေလာနောက်နေတာလားမယ်လီယိုဒက်ဆိုတဲ့အကောင်ကိုမိစရရဲ့ဘီရင်တဲ့အဖြစ်ကျုပ်ကိုကြိုဆိုခိုင်းနေတာလားအဖေကျုပ်ကတော့ဒီကိစ္စကိုလက်မခံနိုင်ဘူးလို့ဇေဒရစ်ကပြန်ပြောလိုက်ပါတယ်ငါပြောတာကိုဂလန်ကစံမလုံဆန်းနဲ့မယ်လီယိုဒက်စ်နဲ့ဒုစရိုက်9ပါးကနဗျာကြီးရဲ့တမီတော်အဲလီဇဘက်ပေါ်မှာငါတိုက်ခိုက်တဲ့ချိန်စာကိုပြပြဖို့အတွက်မင်းစီကိုလာနေကြပြီးအခုကတော့သူတို့ရဲ့နှဆိုးမျိုးနဲ့ အတွက်ရန်စွဲတတာပဲရှိသေးတယ်။သူတို့တွေဒီတပ်ပို့ပြီးအန်ဒီရဲ့မပေးခင်မှာမယ်လီယိုဒက်ကိုကယ်ပြီးဒူစီယိုင်းခုနှစ်ပါးကိုတက်ပစ်လိုက်တော့အပြစ်တန်းစင်တဲ့နေမြီမှာငါကတော့အေးအေးဆေးနားယူပြီးတော့စောင့်ကြည့်နေမယ်လို့နဇိုးဘရင်ကမိန်ပေးနေခဲ့ပါတယ်။နဇိုးဘရင်ရဲ့မိန်ကိုလက်ခံရရှိပြီးတဲ့နောက်မှာတော့ပညတ်တော်ဆယ်ပါအားလုံးတို့ကမ်မလော့မှာဇူဝေးမယ်။မင်းတို့လက်ရှိလုပ်နေတဲ့ဘယ်ကိစ္စကိုမစိုးလက်စားတက်ပြီးအရောက်လာခဲ့ကြပါဆိုကဇဲဒရစ်ကအကုန်လုံးကိုဇူဝေးခိုင်းလိုက်ပါတယ်။ဒါပေမဲ့သူ့စကားကိုဘယ်သူမှပြန်ပြေတမ်းမကြားရတော့တာကြောင့်ဘာဖြစ်တာလဲဆိုပြီးတော့တွေးတွေများသွားရပါတယ်။ဂါလန်ဟာဒူစီယိုင်းခုနှစ်ပါးရဲ့ချိန်မုံ နာကိုခံလိုက်ရပြီဆိုတာကိုတူကြခဲ့ပေမဲ့ Melas Gula Grayrow တို့ကပါသူမေးတာကိုပြန်မပြေတော့တာကြောင့်ထူးဆန်းနေခဲ့ပါတယ်။အဲဒီအပြင် Frarin ကိုပါခေါ်မရတော့တဲ့အခါချင်းမုန်းခံလိုက်ရပြီဆိုတာကိုတူတဘောပေါက်လိုက်တယ်။ဒါပေမဲ့ Monsby နဲ့ Derry တို့တွေကတော့ Zedric ခေါ်တန်ကြတာတောင်မှပြန်မပြေခဲ့ကြပါဘူး။ Monsby ကငါတို့တွေပြန်ပြေဖို့မလိုဘူးလားလို့မေးတဲ့အခါဒါဆိုရင်လည်းနင်ပြန်ပြေလိုက်လေလို့ Derry တွေကပြောလိုက်တယ်။မပြေတော့ပါဘူး။ဒီလိုဘဝမှာလည်းငါနေပြောပါတယ်လို့ Monsby ကပြောတော့ဒီလိုပျက်စီးရွရင်းနေတဲ့အိမ်မှာနေတိုင်းဖြတ်တန်းနေရတဲ့ဘဝကိုပြောတာလားလို့ Derry တွေကမေးလိုက်ပါတယ် တယ်။ငါကတော့နင်းလို့မျိုးစိတ်ပြက်စရာကောင်းတဲ့အိမ်လို့မတွေးပါဘူးလို့ပြုံးရွှင်စာပြန်ပြောလိုက်တယ်။ Meliodas ကငါတို့ကိုဘာလို့မတက်ခဲ့ရတာလဲ။ငါတို့တွေ Indra ဖြစ်ပြောင်းသွားခဲ့တာကြောင့်နှလုံးသားတစ်ခုပဲရှိတော့တာလေ။အဲ့ဒီနှလုံးကိုဒါဖြည့်ဆည်းလိုက်ရင်ငါတို့ကိုတေချာပေါက်တက်ပြစ်လို့ရတယ်ဆိုပြီး Derry ကမေးလိုက်တယ်။လွန်ခဲ့တဲ့နှစ်ပေါင်း3000ကတမန်တော်၄ပါးနဲ့ငါတို့တွေတက်ခဲ့ခဲ့တဲ့အချိန်မှာငါတို့တွေရာတန်းရရပြီးတော့မင်းမျောသွားခဲ့သေးတယ်လေ။အဲ့ဒီတုန်းကလည်းသူဟာငါတို့ကို Elizabeth နဲ့တူတူပေါင်းပြီးတော့ကယ်ပေးခဲ့တယ်။ဘာကြောင့်ကယ်ခဲ့တာလဲဆိုတာကိုသူတို့ပဲတီးလိုက်မယ်လို့ Monsby ကပြန်ပြေးလိုက်ပါတယ်။ဘာကြောင့် ောင်လဲဆိုတဲ့ပြေကိုလည်းငါတို့တွေကတီးနေပြီးသားဖြစ်နိုင်ပါတယ်။နေရောငါရောတီးနေပြီးလောက်ပြီလေလို့မွန်စွီကထပ်ပြောလိုက်ပါတယ်။အဲ့ဒီရဲ့ချင်းအိမ်ထဲကိုမျိုးသမီးတယောက်ကဝင်လာခဲ့ကမိန်းကလေးဆိုတာကအေးရပေါ်မှာအဲ့ဒီလိုကာယကြီးမအိပ်သင့်ဘူးလေ။နင်တို့အတွက်အစားအသောက်နဲ့ဝိုင်တွေငါယူလာခဲ့တယ်လို့ပြောလိုက်ပါတယ်။နင်တို့တွေကောင်းကင်ဘော်ကနေပြုတ်ကြလာချိန်တုန်းကနတ်သမီးပုံမြင်တွေတဲကအတိုင်းနဖရားတွေလိုတင်ခဲ့မိတာဟာမနေ့ကလည်းငါတို့လေကိုဖြက်စည်းနေတဲ့ဝတ်ပွန်ကြီးကိုနင်တို့တွေတပ်ပေးခဲ့သေးတယ်ဆိုကျေးဇူးတင်ပါတယ်လို့အမျိုးသမီးကြီးကပြောလိုက်ပါတယ်။ငါရဲ့အင်ကြီးဟောင်းတွေကနင်နဲ့လိုက်တာပဲဒယ်ရီလို့ ောလိုက်ပါရယ်ဆဲဒရစ်ကတော့ဘသူစီဟာမှပြည်တန်ကိုမကြားရတော့တာကြောင့်သူတို့အားလုံးဒုစရိုက်9ပါးရဲ့ခြေမုံနာကိုခံလိုက်ရပြီလားလို့တွေးနေပါရယ်ဂလိုစီနီယာတယောက်ထဲကပဲသူ့ရဲ့အတန်ကိုပြန်ပြေခဲ့ပါရယ်ဂလိုစီနီယာမင်းတယောက်ထဲလားလို့မေးလိုက်တော့ဒရိုလန်ကလည်းတူတူရှိနေပါတယ်လို့ပြန်ပြေလိုက်ပါရယ်ဒါဆိုငါ့ကိုဘာလို့ချက်ချင်းမဖြေတာလဲလို့မေးလိုက်တော့အယိုးသားဆုံးပြောရရင်ငါတို့တွေပြန်ပြေတင်လာမဖြစ်တင်ဘူးလားဆိုတာကိုမတိကြလို့ပါငါတို့တွေမင်းရဲ့မိန်းတွေကိုမနာခံတော့ဘူးလို့ပြန်ပြောလိုက်ပါရယ်မင်းကတော့မနာခံလို့မရဘူးလို့ထင်နေမှာပေါ့ဒါပေမဲ့ငါတို့တွေဟာနောက်ဆုံးမှတော့ရွေးချယ်တဲ့လမ်းမနေတာကိုသဘော ောပေါက်သွားပြီကွာတခြားပညတ်တော်တွေကိုလည်းနှုတ်ဆက်ပါတယ်လို့ပြောပေးပါလို့ပြောသွားခဲ့ကြတယ်ပြီးတော့ငါတို့တွေနောက်တစ်ခေါက်ပြန်ဆုံရင်ရန်သူတွေဖြစ်သွားပြီဆိုတဲ့အကြောင်းကိုလည်းပြောပေးပါအောင်လို့ဂလိုစီနီးယားကပြောလိုက်ပါတယ်သူတို့တွေအဲ့ဒီလိုပြောပြီးတဲ့နောက်မှာတော့ဂျိန်စာနဲ့ပညတ်တော်၁၀ပါးမှတ်သားတွေကပြောက်သွားခဲ့ပြီးအခုဆိုရင်သူတို့တွေဟာပညတ်တော်၁၀ပါးဘွဲဝင်တွေမဟုတ်ကြတော့ပါဘူးပညတ်တော်၁၀ပါးဘွဲဝင်တော်တော်များများကချိန်မုန်းခံလိုက်ရပြီးအက်စတာရိုဇာဟာလည်းခုချိန်ထိမနိုးလာသေးတာကြောင့်ဇေဒရီဟာတယောက်တည်းဖြစ်နေပါတယ်ကောင်းပြီလေငါတယောက်တည်းနဲ့လည်းလုံလောက်တယ်နဇိုးဘီရင်တွေကဘသူနဲ့တိုက်တယ်လဲဆိုတာကိုတတ်တည်ပြမယ်ဆိုက ာတယောက်တည်းရေယွန်နေတဲ့ချိန်မှာတော့ဂျူဇန်နဲ့ချန်ဒလာတို့ကရောက်လာပြီးတော့သူတို့တွေရဲ့ဆန်းတွေကိုပါယူတုံးလို့ရကြောင်းပြောလာခဲ့ပါတယ်။ငါတို့နောက်ဆုံးတွေ့ခဲ့တဲ့ချိန်ကတော်တော်ကြာသွားခဲ့ပြီနော်။မင်းသားဇက်ဒရစ်လို့ဂျူဇာကနှုတ်ခွန်းဆက်တာလိုက်တယ်။မင်းတို့နှစ်ယောက်လွတ်မြောက်သွားပြီတလားလို့မေးလိုက်တဲ့အခါမိစားရဲ့အစင်ကမြင့်လေလေနတ်ဖျားတွေရဲ့ဖမ်းချုပ်ခြင်းစီရင်ကပြင်းထန်လေလေဖြစ်တာကြောင့်ငါတို့တွေမင်းနဲ့ထွက်လာခဲ့ရတယ်လေ။ပြီးတော့အစီရင်ရဲ့ဆွမ်းအားကိုလည်းအားနေသွားအောင်မင်းလုပ်ပေးခဲ့တဲ့အတွက်ငါတို့တွေထွက်လာနိုင်ခဲ့တာလို့ဂျူဇာကပြောပါတယ်။နတ်ဆိုးဘရင်နဲ့မင်းပြောတဲ့စကားတွေကိုတဝက်လောက်ကနေဖြန်းထားတော့ င်မိတဲ့အတွက်တောင်းပန်ပါရယ်အရေးချင်းပြေးွားတဲ့တိုက်ခိုက်ရေးဓမာရီဖြစ်တဲ့ဒူးစရိုက်ခုနှစ်ပါးပညတ်တော်ဆယ်ပါးနဲ့လူဘလူဘရင်နတ်သက်ငယ်ဘရင်တီတီကိုနိုင်ယူခဲ့ကြရတယ်ဆိုတော့သူတို့ကိုတက်ခွင့်ပေးပါလို့တောင်းဆိုနေကြပါရယ်ခင်ဗျားတို့နှစ်ယောက်ဒီကိုရောက်လာတာကကျန်တဲ့ကိုယောက်တဲ့ပို့ပြီးတော့အာကူလို့ရတယ်လို့ဇယ်ဒရစ်ကလည်းပြောလိုက်တယ်မင်းချီချူတာကိုဝမ်းသာပါရယ်ဆရာနဲ့တပည့်ယင်နေဘွယ်ပြန်လဲစုံစည်းမှုလေးပေါ့နော်မနာလို့ဖြစ်လိုက်တာကွာဆိုပြီးချန်ဒယ်လာကပြောလိုက်ပါရယ်အခုချိန်ကနဇိုးစစ်တပ်အတွက်ကျိုးတို့ဘက်ကကောင်းတကအကောင်းဆုံးစူးစမ်းပြရမယ့်အချိန်နော်ဇယ်ဒရစ်ရဲ့ဆရာဖြစ်တဲ့ဂျုံနဲ့မယ်လီယို ိုးတက်ဆက်ဆရာဖြစ်တဲ့ခမားကအကောင်းဆုံးကြိုးစားပြရမယ်ဆိုပြီးကြိုးစားကပြောနေခဲ့ပါတယ်။ဘာကမင်းကမင်းချစ်တဲ့တပည့်ဖြစ်တဲ့ဇေဒရက်တက်လိုပေးရတော့မှာဆိုတော့အဲ့ဒီလိုစကားမျိုးပြောနေတာလား။မင်းကိုမနာလိုလိုက်တာကွာ။အားကြလိုက်တာဆိုပြီးတော့ channeler ကပြောနေခဲ့ကငိုပြနေပါတယ်။ငါကောင်လေးအတွက်တော့ငါဘာမှမလုပ်ပေးနိုင်ဘူး။ဒါပေမဲ့မင်းကတော့ဆိုပြီးဝမ်းနေပြနေတာကြောင့်ခမားကိုကိုချင်းစားပေးလို့ရပါတယ်။ဒါပေမဲ့မယ်လီယိုဒက်စ်ကနဇိုးမျိုးနယ်စုကိုတစားပေါက်ခဲ့တော့အခုဆိုဝရန်ပြေးပွားရောက်နေပြီလေဆိုပြီးကြိုးစားကပြောတော့သူကငါ့ကိုတစားပေါက်ခဲ့တာမဟုတ်ဘူးကွာဆိုပြီးဆရာနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်ပြန်ဆိုင်နေကြပါသေးတယ်။ဟိုနဲ့ဘုရားမကပြန်ဝေးဆွဲသွားခဲ့လို့ကွာပြီးတော့သူကမင်းသားကွာမင်းသားမယ်လီယိုရက်ကိုခေါ်ဆန်းလို့ပြောနေပါတယ်။မယ်လီယိုရက်ကိုကယ်ဖို့အဖေကကျုပ်ကိုမင်းပေးထားတယ်လို့ဇက်ဒရစ်ကပြောတော့ချန်ဒလာဟာရန်ကိုပြောသွားပုံပေါ်ပါတယ်။နဇိုးဘရင်ကိုတိုင်းကလားသူ့ရဲ့သားဆိုပေမဲ့ဒါမျိုးကြတော့ရန်ကိုသူ့အပေါ်ငဲ့ညာရမကြလုံးဘူးလား။မဖြစ်နိုင်ဘူး။မယ်လီယိုရက်ကသူ့သားမလို့ပြန်ခေါ်လာနေမှာပါဆိုပြီးကျူးဆာကပြောလိုက်ပါတယ်။မယ်လီယိုရက်ကအခုပတ်မှာလဲလို့မေးတဲ့အခါစောနာကပြောခဲ့တယ်လို့ပဲသူဟာဒူစီရဲ့ခုနှစ်ပါးနဲ့ဒူဒီကိုလာနေပြီလို့ဇက်ဒရစ် ကပြောလိုက်ပါတယ်။အဲဒီစကားကိုကြားတာနဲ့ချန်ဒလာကတော့ချက်ချင်းကိုထွက်သွားပါတယ်။ကျူးဆာကတော့မင်းကမှနောက်တက်မဲ့နှဆိုးပြင်ဖြစ်တဲ့နာလီလို့ပြောနေပြီးအဇရာရိုဇာကလည်းနိုးလာခဲ့ကမင်းရဲ့နောက်ထပ်အကူကိုဒီတိုင်းဖြစ်ပြီးတော့ဘာပြောစရာကောင်းတဲ့စီစဉ်ကိုစီစဉ်နေတာလဲလို့စိတ်ချင်းလန်းဆက်သွယ်နေခဲ့ပါတယ်။မယ်လီယိုရက်အသက်ရှင်နေသေးတယ်လား။နာကျင်မှုတွေကလွန်မြောက်သွားအောင်လို့ငါတကယ်ကိုစူးစမ်းပြီးတော့လုပ်ပေးခဲ့တာပါကွာလို့ပြောလိုက်ပါတယ်။ကျူးဆာကတော့အဇရာရိုဇာဟာမင်းသားဆက်ထွေးလောက်လဲစမ်းမထက်တယ်လို့မယ်လီယိုဒက်စ်လိုလဲခံမှန်ရမလွယ်နေဘူး။သူ့စီမှာနားမလည်နိုင်လောက်တဲ့တကူကူမာနေ ဒီလိုမျိုးငွေသက်တွေရနေတယ်။ဘာလဲဆိုတာတော့ငါမသိပေမဲ့အဲ့ဒီကောင်ကိုမြင်ချက်သိန်းတွေထားတယ်လို့တွေးနေခဲ့ပါတယ်။ကင်းဒီယာနယ်နဲ့ဂိုဒါရိုတွေကတော့သူတို့ရဲ့မှတ်တရလည်စဲလေးတွေအကြောင်းကိုပြောနေကြကာဟဲဘရန်ရဲ့အုတ်ထုတ်ကိုလည်းဒီယာနယ်ကိုလည်းဆွဲပြစ်ပေးခဲ့ပြီးဂိုဒါကတော့သူ့ရဲ့နှလုံးသားလေးကိုလည်းဆွဲပြစ်ဝှစ်ဆင်ထားပါတယ်။အဲ့ဒီအချိန်ကောင်းကင်ယံကြီးတို့ကလုံးဝမဲပေါင်လာခဲ့ကညအချိန်ကိုချက်ချင်းပြောင်းသွားခဲ့ပြီးချန်ဒလာကမယ်လီယိုဒက်စ်ကိုလာကြည့်နေပါတယ်။ငါရဲ့ချစ်လားစွာသောမင်းသားလေးမယ်လီယိုဒက်စ်ဒီလိုနေရာမျိုးမှာပြင်မိနေတယ်ဆိုပဲငါနဲ့အတူအိမ်ကိုပြန်လိုက်ခဲ့တော့လို့ပြောနေတာကြ ောင့်ရှင်ကဘသူလဲလို့အဲလိဇဘတ်ကမေးလိုက်ပါတယ်။ငါမင်းသားလေးကိုပြန်ပေးဆွဲသွားတဲ့တောက်ချက်တရေတုံးနဗျာမဆိုတာကမင်းမလားမင်းကိုတပ်ပစ်မယ်လို့ချန်ဒလာကပြောနေပါတယ်။တဖက်မှာဂျူဇက်ကတော့ချန်ဒလာဟာမကောင်းဆိုးဝါးတကောင်လိုမျိုးရန်သူတွေရဲ့ဂျိုရင်းချင်းစီတွေကုန်ကန်းတော့အောင်ဒီဆုပ်ယူပစ်နိုင်တယ်။သူ့ရဲ့သွေးတဲ့နှလုံးသားနဲ့ရက်စက်စွာတိုက်ခိုက်တတ်မှုဟာမပြောင်းလဲသေးဘူးလို့ပြောနေခဲ့ပါတယ်။တကယ်လဲချန်ဒလာကမာလင်ရဲ့ဘာဗက်ကျူးကိုစက်ပြပူပန်းဖောက်တယ်လို့မျိုးလွယ်လွယ်နဲ့ဖြည့်ဆည်းပစ်လိုက်ပြီးမာလင်ကမော်စွမ်းနဲ့တိုက်ခိုက်တဲ့အခါမှာတော့မယ်လီယိုဒက်ရဲ့အစွမ်းဖြစ်တဲ့ဖူးကောင်တာ နဲ့ပြန်တိုက်ခိုက်ခဲ့ပါတယ်အဲ့လောက်လဲအံ့ဩမနေပါနဲ့ကွာမင်းသားလေးကိုဖူးကောင်တာတင်ပေးခဲ့တာကငါဆိုတဲ့ channel လာပဲလို့ပြောကာကိုတိုက်ခွန်းတဲ့ကိုပြန်တိုက်ခိုက်ခံလိုက်ရတဲ့မာလင်တယောက်ဟာအကောင့်သေးသေးလေးဖြစ်သွားခဲ့ပါတယ်မင်းကိုကမှတ်မိပြီးမင်းကဘယ်လင်အာရွန်ရဲ့တမီမလားလို့မေးလိုက်ပါတယ်ဒီယာနယ်ကတော့ Meliodas နဲ့ Elizabeth တို့ကိုပဒင်းပေါက်ကနေနှိုက်ယူလိုက်ပြီး channel ကိုတွေးလိုက်ရပါတယ်အစင်းမြင့်မိတ်ဆာဖြစ်တဲ့ channel ကမယ်လီယိုဒက်စ်ကိုတိုက်ခိုက်နေတင်ပေးခဲ့တဲ့ဆရာလေးလို့ကိုတာကပြောပြလိုက်ပါတယ်မင်းသားကိုခေါင်းဆောင်လို့ခေါ်ရဲဆိုတော့မင်းတို့ကနဇိုးဘီရင်ကြီးပြောတဲ့ဒုစရိုက် 18ပါးဆိုတဲ့ကောင်းလေးပေါ့ငါသဘောပေါက်ပြီးနဆိုးဘီရင်ကြီးကမင်းတို့ကိုမြေပြက်ရှင်းခြင်းနဲ့ပုံမဲဒါပေမဲ့အမှန်တိုင်းပြောရရင်အပြက်ရှင်းဖို့ကိုငါစိတ်ဝင်စားဘူးကွာမင်းတို့တွေကန်ကောင်းသွားတာပဲမင်းသားလေးနဲ့အဲလစ်ဘတ်ကိုဒါငါလက်ကိုအပ်လိုက်ရင်အသက်ကိုချမ်းသာပေးမယ်လို့ချန်ဒယ်လာကပြောလိုက်ပါတယ်လက်မခံဘူးခေါင်းဆောင်နဲ့အဲလစ်ဘတ်တို့ကကျမတို့ရဲ့ဖိုးတန်တငယ်ချင်းတွေပဲဘယ်တော့မှရှင်းလက်တယ်မအပ်ဘူးလို့ဒီယာနယ်ကပြောလိုက်ပါတယ်ဒါပေမဲ့ microscope ဆိုတဲ့မော်တိုက်ကွက်ကိုတုံးလိုက်တာကြောင့်ဒီယာနယ်တယောက်ဟာတိတိလေးဖြစ်သွားခဲ့ပြီးတစ်ဖက်မှာမာလင်ကတော့အက်စကန်နိုကိုဒွန်နိုနေခဲ့ပေမဲ့ညအချိန်ကိုပြ ောင်းလိုက်တာကြောင့်အစကနောအစွာမရှိတဲ့လူသားတစ်ယောက်ဖြစ်နေပါတယ်။မင်းတို့အားလုံးညားကိုသဘောကျကြရဲ့လား။ညားအချိန်ဆိုတာကငါတို့မိစ္ဆာတွေရဲ့အစွမ်းကိုပိုပြီးစွန့်တက်စေတယ်ကွာလို့ပြောကာအုတ်ကခဲကြွေကြခြင်းဆိုတဲ့တိုက်ကွက်ကိုတုံးလိုက်တာကြောင့်ကောင်းငင်ဘော်ကနေကြီးမားစွာသောမော်စွန်းအားလုံးကြီးတွေဟာပြုတ်ကျလာနေခဲ့ပါတယ်။နေရာအနှံ့မှာပောက်ကွဲမှုတွေဖြစ်သွားခဲ့ကာကိုသားကဝက်ဆရာကြီးကိုလေပေါ်ပြန်နိုင်တဲ့အကောင်ပြေပြောင်းခိုင်းလိုက်ပြီးကိုသားရဲ့မြားကင်းရဲ့လန်နဲ့အတူတိုက်ကွက်တစ်ခုကိုပေါင်းဆက်တုံးဖို့အတွက်လှုပ်လိုက်ပါတယ်။